ားလုံးပဲမင်္ဂလာပါခင်ဗျာကျွန်တော်ကတော့ဆက်မဲဖြစ်ပါတယ်ဒီနေ့ကတော့ဒီယာကားကိုခုမှစမောင်းတင်တဲ့သူတွေကားစားထွက်ရင်ဆက်မသိအောင်ဘယ်လိုလှုပ်ရကလပ်လေးလေးပါဘယ်လိုချင်းကြီးပြီးလှုပ်ရမလဲဆိုတော့ကိုသိသိဒီဗီဒီယိုလေးကနေပြီးတော့ပြပြပေးသွားမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါဒါကျွန်တော်တို့ဂီယာကားမှဆိုရင်ကလပ်ရယ်ဘလေးရယ်လေးပါရယ်ဆိုပြီးတော့သုံးခုပါတာဖြစ်ပါတယ်ခင်ဗျာအော်တိုကားမှဆိုရင်တော့ကလပ်မပါဘဲနဲ့ဘလေးနဲ့လေးပါနဲ့နှစ်ခုပဲပါတာဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီဂီယာကားမှဆိုရင် ဆက်မသိအောင် clap ကိုဘယ်လိုလှုပ်ရမလဲဆိုတော့ကျွန်တော်ပုံမှန်ဆိုရင် clap နဲ့ gear number 1ကိုထိုးပြီးတော့ blade ကိုနင်းပြီးတော့ blade ပြန်လောပြီးတော့ clap ကိုဖြည်းဖြည်းချင်းလှုပ်တာဖြစ်ပါတယ်ကျွန်တော် clap ကိုဖြည်းဖြည်းချင်းမလှုပ်ဘဲဒီတိုင်းဒီလိုမျိုးလှုပ်ထုံးရင်ကျွန်တော်တို့ set တွေမှာဖြစ်ပါတယ်ခင်ဗျာဒါဆိုရင်ကျွန်တော်တို့ clap ကိုဘယ်လိုမျိုးလှုပ်မလဲဆိုတော့ clap ကိုနင်းချပါနင်းချပြီးတော့ clap လှုပ်တင်တယ်1 2 3 3စက္ကပ်ပြီးပြီဆိုရင်ခဏလေးတက်ထားမယ်1 2 3 ပြီးမှကျွန်တော်တို့အဲဒီလိုမျိုးဖြည်းဖြည်းချင်းလွှမ်းရမှာဖြစ်ပါတယ်ကျွန်တော်ပြပြမှာဖြစ်ပါတယ်ခင်ဗျာကလပ်ကိုနှိမ့်မယ် DNA ဘက်တဲ့ထိုးမယ်ဖွဲ့မယ်ဆိုရင်ကလပ်ကိုလွှမ်းမယ်1 2 3အဲပြီးပြီဆိုတော့နည်းနည်းပြန်ရေးရမယ်1 2 3ပြီးမှကလပ်ကိုသုံးအောင်လွှမ်းရမှာဖြစ်ပါတယ်ခင်ဗျာအဲဒီလိုလွှမ်းရမှာဖြစ်ပါတယ်ကျွန်တော်ကလပ်ကိုနှိမ့်ကြီးရထိုးပြီးတော့အဲဒီလိုလွှမ်းထိုးလို့မြတ်ပါဘူးအဲဒီလိုလွှမ်းထိုးမယ်ဆိုရင်ကျွန်တော်တို့ဆက်တင်မှာဖြစ်ပါတယ်ခင်ဗျာစထွက်မယ်ဆိုရင်ကလပ်ကိုနှိမ့်ဘလေးကိုနှိမ့်ဂီယာနံပါတ်1ကိုထိုးပြီးတော့ ကျွန်တော်တို့ blade ရင်လှုပ်တယ်ပြီးတော့ clutch ကိုလှုပ်တင်မယ်1 2 3ဟုတ်ပြီကားသွားနေပြီဆိုရင်1 2 3အဲရှင်လေးနည်းနည်းရလာပြီဆိုမှကျွန်တော်တို့ clutch ကိုအဲ့လိုမျိုးသုံးအောင်လှုပ်မှဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီကျွန်တော်တို့ကားပြန်နှားမယ်ဆိုရင် clutch ကိုနင်းဒီ blade ကိုပြန်မှေးဟုတ်ကဲ့ပါကျွန်တော်တို့ကားပြန်ထွက်မယ်ဆိုရင် blade ပြန်လှော clutch ကို တော့တင်မယ်တင်းနှင်းသုံးဟုတ်ပြီကားသွားနေပြီဆိုရင်တင်းနှင်းသုံးပြီပြီဆိုရတယ်ကျွန်တော်တို့လက်ကိုသုံးအောင်လုပ်ရမှာဖြစ်ပါတယ်ခင်ဗျာခဏတော့ကျွန်တော်တို့ပစ္စည်းမရှိတဲ့ချိန်မှာဆိုရင်ကျွန်တော်တို့ clay နဲ့ gear နဲ့ battery ကိုထိုးပြီးတော့ blade ရင်လှုပ်ပြီးတော့ကျွန်တော်တို့စထွက်လို့ရတာဖြစ်ပါတယ်ဟုတ်ပြီကျွန်တော်တို့ပစ္စည်းလည်းရှိနေရှိနေတယ်ပြီးတော့မြေလည်းမညီတဲ့နေရာမှာဆိုရင်ခဏတော့လိုမျိုးထွက်လို့မရပါဘူးခဏတော့လိုမျိုးထွက်မယ်ဆိုရင်ကျွန်တော်တို့ကားလည်းဆက်သိနေတယ်လို့ကားလည်း အာမြေမြည်ရဲ့နေရာမှာဆိုရင်ကားလိတ်သွားနေတာပေါ့နော်ဒါကြောင့်ကျွန်တော်တို့ပြည်စီလည်းရှိတယ်မြေလည်းမြည်ရဲ့နေရာမှာဆိုရင်ဖလက်ကိုနင်းဂီယာနံပါတ်1ထိုးဘလေးကိုနင်းပြီးတော့ဘလေးရင်လှုပ်မှာဆိုရင်ကားကလိတ်သွားမှာဖြစ်ပါတယ်ဒါဆိုရင်ကျွန်တော်တို့ကလပ်ကိုရင် fly wing နဲ့ကလပ်ပြန်နဲ့ညှိအောင်လည်းရင်လှုပ်မှာဖြစ်ပါတယ်ညှိပြီးဆိုမှကျွန်တော်တို့ဘလေးကိုလှုပ်ပြီးတော့လီဗာပေါ်ခြေတော့တင်ရမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ပြီကလပ်လှုပ်မှာအဲဟုတ်ပြီ fly wing နဲ့ကလပ်ပြန်နဲ့ညှိပြီးဆိုရင်ကျွန်တော်တို့ engine တန်လည်းပြောင်းလာသလို ကားရဲ့ဂီယာဒဏ်တွေလည်းတုံလာတာဖြစ်ပါတယ်ခင်ဗျာအဲ့ဒီလိုမျိုးဖြစ်လာပြီဆိုရင်ကျွန်တော်တို့ blade ကိုလှုပ်ပြီးတော့အဲ blade ပေါ်နေပြီးတော့ lever ပေါ်ချစ်တော့ပြောင်းပြီးတော့အဲ့ဒီလိုမျိုးကစားပေးရမှာ ဖြစ်ပါတယ်ခင်ဗျာရှင်းလေးနည်းနည်းရောက်ပြီဆိုပါမှကျွန်တော်တို့ clay ကိုသုံးအောင်လှုပ်ရမှာဖြစ်ပါတယ်ခင်ဗျာဟုတ်ကဲ့ပါပြန်နောက်မယ်ဆိုရင်အတူတူပါပဲ clay ကိုနင်းပြီးတော့ blade ကိုဖြည်းဖြည်းချင်းမွေးရမှာဖြစ်ပါတယ်ခင်ဗျာ thank you